အဓိကတော့ဒီကိုတို့ဒီငပိလုပ်ငန်းကိုတို့ဒေသရဲ့အဓိကထွက်ကုန်ထဲမှာပါတယ်ညီလေးရလုပ်တဲ့လူရတော့အများကြီးရှိပါတယ်ကိုကတော့လုပ်တာသိမကြသေးဘူးအခုဒီနှစ်နဲ့မှ၃နှစ်လောက်ပဲရှိသေးတယ်ကိုလုပ်ဖြစ်တာငပိကိုလုပ်တဲ့ကိုတို့လုပ်တဲ့ဒီမြေငပိခေါ်တာပေါ့မြေငပိကိုအဓိကတော့ဒေသခေါ်တော့မြင်ကောင်လေးတွေခေါ်တာမဲ့ပြောမှကျွန်တော်ပစုံအသေးစားလေးတွေပစုံတေးသေးလေးတွေပေါ့ဒါလေးတွေဒေသမှာတော့မြင်လို့ခေါ်တာပေါ့အဲ့ဒါကိုကြိတ်တယ်ဖြစ်တဲ့အတွက် ဟိုမြင်ငပိပေါ့အဲ့လိုမျိုးခေါ်ရတာပေါ့ပင်လေပြင်းပါကြီးလေးပင်လေပြင်းကန်ဒီကန်ဝေးပေါ့เนาะအဲ့လိုမျိုးဖိုင်းတာတော့နေရာတော့အသီးသီးရှိတယ်မျိုးစုံရှိတယ်ပေါ့အဲမနက်ကကြတော့ဒီလိုလာကိုတို့ဒီကိုလာပို့တဲ့ဒီမပြီးကြတော့ဒီတို့ကကြတော့လေတွဲမသွင်းတော့ဒုတိယတဆင့်ဟိုရေရေလိုသားတွေရှိတယ်ကြီးလေးဒီပင်လေပြင်းမှာထောင်းတဲ့ရေလိုသားတွေရှိတယ်ရေသားရေသားရေးစီကနေမှတစင်သူတို့ကနေပြီးတော့ဒီလိုက်ပြီးတော့ရေသားလေးလေးပေါင်းများစွာရဲ့ဟာကိုလိုက်ပြီးတော့သူတို့ကစုတယ်စုလာပြီးတော့မှဂရိုးစီကိုတစင်လာရောင်းတာဥဆုံးဂရိုးစီကိုဒီကောပေါ့ဒီကုံပေါ့ သူတို့သူတို့လှမ်းလာတာဗောနော်ဒီကုံဝန်သူတို့ကပင်လယ်တွေကဖမ်းတယ်ဖမ်းလာပြီးတော့ခါမှာရေတိုသားတွေကလည်းပြောဒီလေလှမ်းရတယ်ဗောလေလှမ်းပြီးတော့ဒီတော်တော်ပြောတယ်ဂရုစီကိုလာပိုးတဲ့ကုံတွေတို့ဆင်ရောင်းလိုက်တယ်အကုံတွေကမှဂရုစီကိုလာရောင်းတယ်ရောင်းတဲ့ခါကျတော့ကတို့ကဒီရောက်လာတဲ့ကုံကိုတို့ကကြည့်ရတယ်ကြည့်ပြီးတော့ကုံရဲ့အရေးသွေးပေါ်မူတည်ပြီးတော့ဇင်းတော့ကိုတတ်မှတ်တယ်တတ်မှတ်ပြီးတော့ခါကတို့ကဒီကုံဝယ်လိုက်တာဗောဝယ်ပြီးသွားတဲ့ခါမှာကတို့ကမတော်ပါလဲဆိုတော့ဒီကုံကဒီလိုမျိုးဒီအချောက်လုံနေသေးတယ်ဆိုလို့ရှိရင်ကုံ6အားပေါ့နော်လုံနေသေးတယ်ဆိုရင်ကတို့ကနေထပ်ပြီးတော့လှမ်းရတယ် လေထက်လန်းပြီးတဲ့ခါမှာဒီကိုငူပထမအဆင့်အနေနဲ့ခါချိုးရလို့ခေါ်တာပေါ့ဒီဆက်ယုံစကားနဲ့ပြောမသိတော့ဘူးပထမအဆင့်ကြိတ်လိုက်တာပေါ့ကြိတ်ပြီးတဲ့ခါမှာဒီလိုကိုယ့်ရဲ့ဒီကုံကထပ်ပြီးတော့လှမ်းမွန်လို့သိတဲ့ဆိုရင်ဒီကောင်ကိုထပ်ပြီးတော့လှမ်းတယ်နောက်ဆုံးစားသုံးလို့ရတဲ့အဆင့်အထိရောက်အောင်ကိုတို့ကနေပြီးတော့ဒီကောင်ကိုထုတ်လုပ်ရတယ်ပြောချင်တာကပထမဦးဆုံးအဆင့်ဆိုတာကဒီမူလအကောင်ကြီးအကောင်ကိုကိုတို့ကဒီပုံစံဖြတ်လိုက်တာဖြစ်တဲ့အတွက်ဟိုအကျန်းသာပဲရှိသေးတယ်အဲ့တော့ကိုမကဒုတိယအဆင့်သူတဲ့ပို့ပြီးတော့ အဓိကစကားညီလေးရေအဲ့မှာဆက်မှာစကားပောက်ကလေးရှိရေလေအဲ့ရကုံထွက်တာအဲ့စကားပေါ်အသေးစကားအစိအကျဲပေါ်မူတည်ပြီးတော့ဒီကုံကအနုအကျန်းဆိုတာအဲ့လိုမျိုးကွာတုံးစင်းလောက်ဖြတ်ပြီးတော့မှစားသုံးလို့ရတဲ့အစင်အချောပေါ့အဲ့ဒီအဲ့ဒီစင်းရောက်တာဒီမြင်ပေါ့မူလာရဲ့ဒီမြင်အကောင်ပေါ်ရဲ့ရေသွေးပေါ်မူတည်ပြီးတော့ဈေးနှုန်းကကွဲတယ်အဲ့လိုမျိုးဒီကိုတို့ဒီဘက်ကတွေ့ဖမ်းတဲ့ဒေသကွာလေညီလေးရေဒိမ်မှာဖမ်းတဲ့မြင်နဲ့ရေနှမ်းမှာဖမ်းတဲ့မြင်လေးက quality ရင်းမတူဘူးရေနှမ်းမှာဖမ်းတဲ့မြင်ကပိုပြီးတော့ကောင်းတယ် ညင်အယောင်ပူတန့်တယ်ဖြူတယ်ပေါ့နော်ဟိုရေတွေမှာကျတော့ဥကောင်ရေတန်းလောက်မှဖြူသူကရေတွေမှာဖြူချင်းဖြစ်တဲ့အတွက်သူကနုံကနေနဲ့ကတ်ချင်တာပေါ့အယောင်နည်းနည်းနဲ့ညှစ်ချင်တာပေါ့အဲ့လိုမျိုးလေးတွေရှိအဲ့ဒါတွေကိုပြန်ပြီးတော့ဟိုစေးနိုင်မှဒီနုံပြောင်းစေးနိုင်မှဂုံရဲ့အယောင်ကလှအဲ့မှာအဲ့လိုနှစ်ခုပါရကြဖြစ်တဲ့အတွက်ဈေးသုံးကကွာသွားတယ်ဈေးကွက်ထဲမှာလေကရုံကြီးမှာလည်းဒီငပိလုပ်ငန်းကိုဟို ကျွန်ုပ်ကြကြလေးလောက်ကြတာရှိတယ်စက်ယုံလေးတွေသူကသူထပ်တင်းတဲ့လောက်နဲ့လုပ်ငန်းရှင်တွေလောက်ကြတာတွေရှိတယ်အခြားပန်ဝန်းကျင်မှာဆိုရင်ကိုတို့ဒီပန်ဝန်းကျင်မှာတွေဆိုရင်မအရှိပြားလို့ရွာမျိုးအဲနောင်မီးလို့ရွာနောင်မီးဆိုလို့ရှိရင်လုံးဝ heavy လောက်တယ်အင်္ဂလန်အင်္ဂလန်ဖောင်ကြီးတွေနဲ့ကိုတို့ချင်းနဲ့အများကြီးအင်အားကြီးတယ်လောက်တာအင်္ဂလန်ဖောင်ကြီးတော့ကိုပြောသလိုရေတိန်ရေတိန်ရေနဲ့ဆိုအဲ့မှာပြောတာကိုတို့ဒီဘက်ကလောက်တာရေတိန်လေးလောက်တာရေတိန်ဆိုဒီပင်လယ်နဲ့တိတ်မဝေးဘူးကွာတကယ်မလားအဲ့လိုသွားရတာဟိုကောင်ကျတော့ရေနဲ့ဆိုတာဟိုးပင်လယ်ပြင်ကမ်းမမြင်လမ်းမမြင်အဲ့မှာဖောင်တွေနဲ့ထောင်ပြီးတော့ ကဲအဲ့ကောင်ကကျတော့မြင်လဲပူကောင်းတယ်ဈေးလဲပူကောင်းတယ်ဟာခဲမှုကမာလေရှိလဲဆိုတော့အခုအချိန်မှာပြောရမယ်ဆိုလို့ရှိရင်တော့အဓိကကတော့အဲမိုးရွာတာနေမပူတို့ကနေနဲ့လောက်ရတာဝင်ကြီးလေဟာဒီကုံတွေကိုတို့ကဒီကုံကောင်းကောင်းလေးရဖို့အတွက်ဈေးကွက်ထဲကိုဒီကုံလေးကောင်းကောင်းရဖို့အတွက်ကအဓိကနေရောင်လိုတယ်နေရောင်မရရင်ဘာမှလုပ်လို့မရဘူးတို့ကကြုံရင်ချက်တိုက်လို့ရရဲ့မျိုးစားလည်းမဟုတ်ဘူးလေနေရောင်မရှိရဘူးဆိုလို့ရှိရင် တခါကျလို့ရှိရင်လုံးဝပြက်စီးသွားပြီးတော့ကိုနစ်နာသွားတဲ့ခြေနေပြီးတော့တခါကျရင်ဂျုံရတတ်တယ်အဲ့လိုမိုးတွေရွာတယ်ရေတွေကြီးပြီးတော့ငတိဆိုတဲ့ဟာလေးလေးသိတယ်မလားငတိဆိုတာဟိုအကောင်တိတိလေးတွေအဲ့ကောင်တွေမြင်းနေနဲ့ရောပြီးပါလားဘာလို့အဲ့ကောင်တွေကခွဲထုတ်ဖို့လဲခက်တယ်တိတ်မကွာဘူးမြင်းကောင်နဲ့ငတိကောင်တိတ်မကွာဘူးအဲ့တိတ်မခွဲထုတ်ဖို့လဲခက်တယ်ရောတုံရောပြီးကြိတ်လို့လည်းမရဘူးအဲ့လိုရောကြည့်လိုက်လို့ရှိရင်လေဒီကဲဟို quality ကဲအရွေးသွေးကောင်းတဲ့ငပိရမလားဘူး ပျက်စီးသွားမှာအဲ့လိုမျိုးဟာလေးကြတော့ဒီရေချီလိုသားတွေမှာလည်းညက်နာတာပေါ့သူတို့မှာလည်းသူတို့ရဲ့ဒီလုံသမားစိတ်တွေရှိမယ်စားစိတ်တွေရှိမယ်ဒီစီဘူးတို့ဘာအမျိုးအများကြီးရှိတယ်အဲ့သူတို့မှာသုံးရှုံးတာပေါ့ကိုတို့ကဒီလက်စက်ရှိစပြီးတော့ဒီဒီမှာပေါ့လုပ်ငန်းစပြီးရတော့ဆိုလို့ရှိရင်တော့ဆယ်လာပိုင်းကုန်ဆတလာပိုင်းလောက်ဆိုရင်ဒါအခုလိုမျိုးဒီဆတလာပိုင်းလောက်ဆိုရင်ဒါလုပ်ငန်းကစနေပြီကွကြီးလေစနေပြီးတော့တကြံပြီးလောက်ပေါ့မိုးမကြခင်လောက်ဆိုလို့ရှိရင်တော့အာသူကလုပ်ငန်းသိမ်းသွားပြီ ရာဒီကသူအဲ့လိုမျိုးတစ်နှစ်မှာ9လ6လလောက်ပဲသူလှုပ်ချင်ရှိတယ်။ကျန်တဲ့လတွေကသူလှုပ်လို့မရဘူး။ရှုံးတယ်လို့တော့မဟုတ်ဘူးကြီးလေး။ဒါပေမဲ့ဟိုအပေါ်ကကိုတို့ဒီကျွေးမတင်တော့ဒီရောင်းဝင်တမဖြစ်တဲ့အတွက်အပေါ်မှာကိုရောင်းလို့ရမယ်ဈေးွက်ဈေးနှုန်းရှိမယ်။အဲ့ဒါလည်းကိုအောက်ချိန်မှာပြန်ဝယ်လို့ရမယ်ဈေးွက်ရှိမယ်ဈေးနှုန်းရှိမယ်။အဲ့ဒီနှစ်ခုကိုနှိုင်းရှင်ပြီးတော့ကိုတို့ဈေးကိုဟောဒီလိုဖြစ်ရလောက်ရတာပေါ့အဆင်ပြေအောင်လောက်ရတာပေါ့။အချိုးမြက်ကတော့ဟိုးတော့ကလိုမျိုးတော့အများကြီးရှိကြတာမျိုးတော့မရှိဘူး။ကိုတို့ကတော့လောက်တာတိတ်မကြသေးဘူး။ ဒါပေမဲ့လောက်ရတာကဒီအခက်ခဲတွေတော့သူ့အញ្ញံတွေတော့ရှိတယ်ညီလေးရဲ့ကိုလိုစီမာကဟောပေါ့ဒီကိုလိုရွာနဲ့ဒီရန်ကုန်အထိကိုသွားလို့ရတဲ့ကားလမ်းရှိတယ်ဒါပေမဲ့ကားလမ်းကအခုချိန်မှာတော့သွားလာလို့မရအောင်ကိုဟောပျက်စီးနေတယ်ပေါ့လမ်းတွေကကြမ်းတမ်းပြီးတော့ကျိုင်းကွက်တွေနဲ့ပျက်စီးနေဆိုတဲ့အတွက်ရေလမ်းရေလုံးရေလမ်းကိုပဲအဓိကထားပြီးတော့သွားရတယ်မုံရွာပို့ရတဲ့သူလည်းရှိတယ်အဲဥစားပါတော့ကြောက်ဘရောင်းတို့ကြောက်ဆဲတို့ အပခုတ်ကူတို့ရန်ကုန်မန္တလေးနေရာအနှံ့ကိုတော့ရောက်တယ်ညီလေးကိုယ်ဆက်သွယ်တဲ့ကိုပေါ့အခုလို့ဆိုလို့ရှိရင်ဥပမာကလို့ဆိုရင်ဒါရန်ကုန်ဝင်ပို့တယ်အဲတော့ဟောမုံရွာဥပမာပို့မယ်အဲဒီလိုမျိုးပေါ့ချိုးချားချားယူလို့ရှိရင်သူသူဆက်သွယ်သူ့ကိုရှီပြီးသားမှကြောက်ပရောင်းကြောက်စဲအဲတောင်တွင်းကြီးဟောအများကြီးပဲပေါ့နော်ဟိုပြည်တို့ပါလို့နေရာအနှံ့ကိုရောက်တယ်ညီလေးကုံရတော့လေအဓိကအပြင်အရောင်ရောသူ့ပိုင်းမှာဆိုရင်အရောင်ရေသွေးကောင်းအရောင်ကောင်းရမယ်အနှံ့ပေါ့အနှံ့ကောင်းရမယ်အရသာအရသာကောင်းရမယ်အဓိကဒီ၃ပိုင်းနဲ့ပဲ သွားတာပေါ့အခုတို့ကတော့အကောင်ကိုယ့်ရဲ့ကုန်ထုတ်ကုန်ကိုတော့အကောင်ဆုံးဖြစ်အောင်လုပ်ပေးတယ်ဒီစားသုံးစုတွေကိုလက်ထဲကိုအကောင်ဆုံးရောက်အောင်ပို့ပေးတယ်အလိုမျိုးဆက်သွယ်ပြီးတော့မှာယူခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တယ်39 688 955 448ကိုဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်